အားလုံးပဲမင်္ဂလာပါ Insight မြန်မာ Channel ကနေပြန်လည်ကြိုဆိုလိုက်ပါခဲ့ဒါဆိုရင်ကျွန်တော်တို့ဝဂနာအပိုင်း၃ဝဂနာအဖွဲ့ကြာရှုံးသွားတဲ့အပိုင်းကိုတွားလိုက်ရအောင်ရုရှားယူကရိန်းစစ်ပွဲမှာဝဂနာအဖွဲ့ကဝင်ရောက်တိုက်ခိုက်ပြီးခဲ့တယ်အကြာဆုံးပိုင်းမှာဆိုရင်ဗမမျိုးတိုက်ပွဲမှာဝဂနာတပ်ဖွဲ့ဝင်2000ကျော်ကြာဆုံးခဲ့ပါတယ်တတော်များများတော့ထောင်သားတွေပါဒါပေမဲ့ precaution ကတအားမကျေနပ်ပါဘူးဘာဖြစ်လဲဆိုတော့အဲ့ဒီအကျဉ်းသားတွေကိုသူပဲစီရီလေးကြည့်ပေးခဲ့လို့ပါ Зайго! Тирайся, мав! Где п... припасы? Посмотрите на них, ဘရီဂိုရှင်းအနေနဲ့ရုရှားစစ်ဗိုလ်ချုပ်တွေကိုဝေဖန်တာအရေးချင်းမပြည့်မီဘူးပြီးတော့ဒီသူ့စစ်သားတွေကိုလည်းခရမ်းမီကြောက်တွေလုံလုံလောက်လောက်မပေးဘူးရှေ့တန်းမှာဆိုရင်လည်းဝဂနာတွေကိုအသေးခံတတားလို့လူသားထိုင်းလို့ပြီးတင်းရင်တိပစိဆိုပြီးတော့ပြစ်စစ်လက်ခတ်ထားတယ်အတိလိုအနေနဲ့2023မေလတည်းကစတင်ပြီးတော့ဝေဖန်ခဲ့ပါတယ်သူ့အနေနဲ့ဒီကွန်မလင်နန်းတော်ဟာလူကြီးပိုင်းတွေတိုက်နေတော့မှာလက်နက်ခဲရအောင်လုံလုံလောက်လောက်မထောက်ပံ့တဲ့အတွက်သူတို့ကိုကဲရှုံးချပြီးတော့ကွန်မလင်နန်းတော်ဟာလူကြီးပိုင်းတွေကိုဖြိုချဖို့ကြိုးပမ်းခဲ့တယ် ဒီနေ့မှာ precaution အနေနဲ့သူကပူတင်ရည်ဒီအတွင်းစီးထဲမှာရှိနေဆိုတော့မှန်တယ်။ဒါပေမဲ့ကလင်မင်နန်းတော်နဲ့ပတ်သက်ပြီးတော့သူ့ရဲ့နေရာကိုအတော့ချမှားခဲ့ပါတယ်။ယူကရိန်းနိုင်ငံကိုရုရှားတပ်တွေတွားပြီးတော့တိုက်ခိုက်တဲ့အခါကျရင်ဂျားထဲမှာအချက်ချာကြတဲ့ Rostov ဆိုတဲ့မြို့ရှိပါတယ်။ Rostov မြို့ကဒီကိုကရေးဌာနချုပ်ထဲမှာရုရှားဒုတိယကာကွယ်ရေးဝန်ကြီးပြီးတော့ရုရှားစစ်တပ်ဒုတိယဗိုလ်ချုပ်ကြီးတို့နဲ့ precaution တို့အခြေတင်ပြောနေတဲ့ဗီဒီယိုတွေထွက်ပေါ်လာခဲ့ပါတယ်။ precaution တွေနဲ့ဆက်ပြီးတော့ဝေဖန်တာရုရှားကအပြစ်မဲ့အရက်သားတွေကိုလိုက်ပြီးတပ်ဖြတ်နေရဆိုပြီးတော့လည်းဝေဖန်ခဲ့တယ်။ ပြီးတော့သူ့အနေနဲ့ရှေ့တန်းကနေရော့စတောမြို့ကကိုကရေးဌာနချုပ်ရောက်ရှိလာတယ်ဆိုတော့ကာကွယ်ဝင်ကြီးပြီးတော့ရုရှားကာကွယ်ဦးစီးချုပ်တို့နဲ့တွေ့ကျင်လို့ပါဆိုတော့သူတို့နှစ်ယောက်တော့ရော့စတောမြို့ရောက်မလာခဲ့ဘူးဆိုရင်ဒီရော့စတောမြို့ကိုပိတ်ထားမယ်ဆိုပြီးတော့စတင်ချင်းချောက်ခဲ့တယ်တကယ်လို့ရော့စတောမြို့ကိုတော့ပိတ်ထားမယ်ဆိုရင်ရုရှားအနေနဲ့ယူကရိန်းကိုတွားတိုက်တဲ့အခါကျရင်အများကြီးခက်ခဲဖြစ်မယ်ပြီးတော့စစ်မြေပြင်ကိုကရေးဌာနချုပ်ဆိုတော့ဒီစီးရေးမှာလည်းအများကြီးထိခိုက်နိုင်ပါတယ်ကာကွယ်ဝင်ကြီးနဲ့ကာကွယ်ဦးစီးချုပ်တို့ကရော့စတောမြို့ရောက်မလာတဲ့အတွက် ပရီဂိုရှင်ကရော့စတောမြို့ကစစ်တပ်ကုတ်ကွေးဌာနချုပ်ကိုထိန်းချုပ်လိုက်တယ်ပြီးတော့မော်စကိုမြို့ကိုဝါဂနာတပ်တွေနဲ့ခြေတက်လာမယ်ဆိုပြီးတော့ဆက်ချင်းချောင်းနေခဲ့တယ်ဒပိုင်နယ်ထဲမှာပဲသူ့ရဲ့ဝါဂနာကြီးစားစစ်သားတွေနဲ့တင်ကားရင်တွေကမော်စကိုမြို့ကိုခြေတက်ဖို့ ready နေထားမှာပါပြီးတော့ပရီဂိုရှင်အနေနဲ့မော်စကိုကိုခြေတက်တဲ့လမ်းခီးမှာသူ့ရတဲ့အသားစီခုခံဟန်တားမှုတွေအားလုံးပြန်လည်တိုက်ခိုက်သွားမယ်ဆိုပြီးတော့လည်းပြောဆိုလာခဲ့ပါတယ်ကွင်မလင်နန်းတော်ကနေပရီဂိုရှင်တို့ဘာမှမတုတ်ပြန်တဲ့အခါပရီဂိုရှင်တို့မော်စကိုကိုစတင်ပြီးတော့ခြေတက်လာခဲ့တယ် အဲ့ဒီအချိန်မှာပူတင်အောင်မကြိုက်တဲ့တချို့ပြည်သူတွေကပါပါလာတယ်ဒီညမှာပူတင်စပြီးတော့ပူရပါပြီဆိုရင်ကျွန်တော်တို့ precaution ရဲ့ဒီချင်းချောင်းမှုတွေရဲ့တခြားတစ်ဖက်ဗလာဒီမာပူတင်ရဲ့တုတ်ပြန်မှုကိုကျွန်တော်လေ့လာကြည့်လိုက်အောင် precaution တို့ Rostov မြို့ကိုထိန်းချုပ်လိုက်တယ်ပြီးတော့ Moscow မြို့ကိုခြေတက်လာမယ်ဆိုပြီးတော့ချင်းချောက်လိုက်တဲ့အချိန်မှာပူတင်ကအရေးပေါ်မိန်ခွန်းပြောခဲ့ပါတယ်တကယ်လို့ဝဂနာအဖွဲ့ရာ Moscow မြို့ကိုခြေတက်လာမယ်ဆိုရင် လက်နက်ကင်ပုံကံမှုဟုသတ်မှတ်ကတစ္ဆာဖောက်မှုဟုသတ်မှတ်မယ်နိုင်ငံတော်တစ္ဆာဖောက်ပုံကံမှုဖြစ်တယ်လို့ရုရှားနိုင်ငံကိုလက်နက်ကင်အာခံဆန့်ကျင်သူမှန်သမျှကိုပြင်းပြင်းထန်ထန်အရေးယူသွားမယ်ဆိုပြီးတော့ပြောကြခဲ့ပါတယ်ပြီးတော့ precaution ကိုလည်းနော်ကျိုးကနေဓာတ်နဲ့ထိုးတာဆိုပြီးတော့ဆွဆွဲပြီးတော့ပြင်းထန်စွာအရေးယူမယ်ဆိုပြီးတော့တတိပေးခဲ့ပါတယ်ဒီမြန်မာတခုလွဲမှားနေတာ precaution ပြောဆိုမှုတွေမှန်သမျှထဲမှာပူတင်ကိုဓာတ်ရိုက်နာမည်တက်ပြီးတော့အပြစ်တင်ဝေဖန်တာမျိုးလုံးဝမလုပ်ခဲ့ပါဘူးပြီးတော့သူ့အနေနဲ့ဒါဟာအာဏာသိမ်းဖို့စူးစမ်းတာမဟုတ်ဘူးဆိုပြီးတော့လည်းသူပြောခဲ့ပါသေးတယ် ပရီကိုရှင်းတကယ်မော်စကိုချီတက်လာခြင်းနဲ့အကြောင်းပြချက်ဟာကာကွယ်ဝင်ကြီးပြီးတော့ရုရှားကာကွယ်ဦးစီးချုပ်တို့နဲ့တွေ့ကျင်လို့ပါမော်စကိုမြို့တော်မှာလည်းလုံခြုံရေးတွေတင်းကျပ်ထားတယ်ပြီးတော့မော်စကိုမှာဖွင့်ထားတဲ့ဝါကနာရုံးခန်းတွေကိုလည်းရုရှားစစ်တပ်ကဝင်ရောက်စီးနှင်ခဲ့တယ်ပြီးတော့ဗလာဒီမာပူတင်ကဘီလာရုသမ္မတကနေမှတစဉ်ပရီကိုရှင်းကိုညှိဖို့ကြိုးစားပါတယ်ဘီလာရုသမ္မတအလက်ဇန္ဒားလူကာရှန်းဆိုတာတကယ်တော့သမ္မတဆိုတဲ့နာမည်ပဲရှိတာပါပူတင်နဲ့ငြင်းချင်းသဘောတူညီထားပြီးတော့သမ္မတဆက်လုပ်နေရတယ်ပြီးတော့သူ့ဘီလာရုတနိုင်ငံလုံးနောက်ကွယ်မှာပေးထားရတဲ့ ်ပူတင်ရဲ့ရုပ်သေးရုပ်လေးပါပူတင်နဲ့ဒီဗီလာဝုတမရအလက်ဇန္ဒားလူကာရှန်းတို့ရဲ့ဆက်ဆံရေးကအပြင်ပိုင်းမှာဆိုရင်တော့ယင်းဤတို့လိုလိုရှိတယ်ဒါပေမဲ့နောက်ပွဲမှာဆိုရင်တော့ပူတင်ကပြုံးပြုံးလေးနဲ့ချင်းချောင်းနေတာပါဘာဖြစ်လို့ဗီလာဝုတမရဂျားရဲကနေပွဲစားလုပ်ပြီးတော့ပရီကိုရှင်ကိုညှိနှိုင်းပေးလဲဆိုတော့ဗီလာဝုတမရနဲ့ပရီကိုရှင်တို့ကခင်းတာအနည်း20လောက်ရှိနေတဲ့တငယ်ချင်းတွေပါဗီလာဝုတ်တမရလာညိတော့ပရီကိုရှင်ကလည်းသူ့လိုချင်တာကိုပူတင်စီကိုပြောခိုင်းလိုက်တယ်။ပူတင်ကလည်းသဘောတူပြီးတော့လက်မှတ်ထိုးပေးလိုက်ပါတယ်။ဆိုတော့ဗီလာဝုတ်တမရရဲ့ဂျာဝန်ညှိနှိုင်းမှုနဲ့ precaution တို့ခြေတမ်းမှုကိုရပ်ဆိုင်းဖို့သဘောတူညီခဲ့တယ်။သဘောတူညီမှုရဲ့အထက်မှာဆိုရင် precaution ကိုရုရှားရာဇဝတ်ကြောင်းနဲ့အရေးယူဖို့စီစဉ်နေတာကိုရုပ်သိမ်းပေးရမယ်။အပြန်အလှန်အနေနဲ့မော်စကိုမြို့ကိုခြေတမ်းနေတဲ့ဝဂနာကျေးစားတပ်တွေကိုပြန်လည်ဆုတ်ခွာပေးမယ်။ precaution တို့ကျေးစားတပ်ဖွဲ့ကလည်းဘီလာရုကိုထွက်ခွာသွားမယ်။နောက်ဆုံးအနေနဲ့ကတော့ဒီခြေတက်လာခဲ့တဲ့ဝဂနာကျေးစားစစ်တီတွေကိုအရေးယူမှာမဟုတ်ကြောင်းရုရှားအစိုးရအာမခံပေးခဲ့ရပါတယ်။ больше готовимся, повышаем свой уровень и в новый путь, в Африку. ဒီမြန်မာကျွန်တော်ပူတင်ကိုမြင်တာအောင်ပြောရမယ်ဆိုရင်ပူတင်ကစတင်ပြီးတော့ဒီဝင်ကြီးချုပ်ပြီးတော့တမနာဖြစ်လာတယ်။နိုင်ငံတော်အာဏာကိုယူလာတာဆိုရင်နှစ်ပေါင်း26နှစ်ကျော်ရှိပါပြီ။ဒီလိုနိုင်ငံတော်အာဏာကိုနှစ်ပေါင်း10ခုနှစ်တည်းနဲ့ချီယူထားတဲ့နိုင်ငံကြီးခေါင်းဆောင်တွေရဲ့အကြောက်တရားပြည်သူပါ။ဝဂနာဖွဲ့မော်စကိုကိုချီတက်လာတဲ့အချိန်မှာ ်ပူတင်ကိုမကြိုက်တဲ့ပြည်သူတွေကလည်းလာပြီးပူပေါင်းခဲ့ပါတယ်။ပူတင်အနေနဲ့အစာပိုင်းတော့ဟာဒီ Prigozhin တို့ရဲ့ဒီဝဂနာတပ်ဖွဲ့ချီတက်လာတာကိုလက်နက်ကင် ပုံကံမှုဆိုပြီးတော့နမည်တက်ထားတယ်။ဒါပေမဲ့နောက်ပိုင်းမှာတော့တရားမျှတမှုတွေချီတက်ပွဲတစ်ခုပါဆိုပြီးတော့ပြည်သူကိုပြန်ပြီးတော့အချို့သွေးရပါတယ်။ Prigozhin ရဲ့ပုံကံမှုကလည်း24နှစ်အတွင်းကိုပဲရုပ်သိမ်းလိုက်ရပါတယ်။အဒီနောက်မှာဆိုရင်တော့ရှင်းလင်းစစ်မြေနာမှာတတိရှိရှိဆွမ်းဆောင်နေတဲ့ဒီဝဂနာတပ်ဖွဲ့ဝင်တွေကိုအစင်မြဲလေးစားကြောင်းရုရှားသမ္မတပြောခွင့်ရပုဂ္ဂိုလ်ဖြစ်တဲ့ Dmitry Peskov ကပြောခဲ့ပါတယ် ဒီပုံကမှုထဲမှာမပါဝင်ခဲ့တဲ့ဝဂနာတပ်ဖွဲ့ဝင်တွေကိုလည်းရုရှားကာကွယ်ဝင်ကြီးဌာနနဲ့စာချုပ်ချုပ်ဖို့ကမ်းလှမ်းခဲ့တယ်။ဝဂနာတပ်ဖွဲ့ဝင်တွေပုံမှန်လည်းအရေးယူမှာမဟုတ်ကြောင်းဆိုပြီးတော့အမှတ်ခံခဲ့ပါတယ်။ဒီလိုနဲ့ပဲ precaution တွေကဝဂနာတပ်ဖွဲ့တွေကရုရှားတောင်ပိုင်းကိုပြန်လည်ဆုတ်ခွာခဲ့တယ်။ Rostov မြို့ကနေလည်းပြန်လည်ထွက်ခွာသွားကြောင်းဒေသခံအုပ်ချုပ်ရေးမှူးတွေကအတည်ပြုပေးခဲ့တယ်။ဒီဖြစ်စဉ်ကအင်အားကြီးကြီးစားပုတ်တပ်ဖွဲ့ဖြစ်တဲ့ဝဂနာတပ်ဖွဲ့နဲ့ရုရှားအစိုးရကြားမှာပထမဦးဆုံးနဲ့အကြီးမားဆုံးထိတဲ့ရင်ဆိုင်မှုပါ။ ပြီးတော့ပူတင်အနေနဲ့ကလည်းရှာရှာပါပါအာနာဖီဆန်မှုကိုကြုံတွေ့လိုက်ရတယ်။သူ့အပေါ်ကိုတိတိတတ်တာကြားအောင်လာတဲ့ဖိအားပေးမှုတစ်ခုအဖြစ်မှတ်တမ်းတင်သွားခဲ့ပါတယ်။ဆိုတော့ဒီပုံကံမှုမှာ precaution တို့ဝါကနာတပ်ဖွဲ့တွေ Belarus ကိုဆုတ်ခွာလာခဲ့ကြတယ်။ဒီမြန်မာ precaution အနေနဲ့ဆိုရင်တော့သူ့ရဲ့ဝါကနာတပ်ဖွဲ့ဝင်တွေပြီးတော့သူတို့စာပစ်ပေးနေတဲ့အာဖရိကနိုင်ငံကလူကြီးပိုင်းတွေသူ့ရဲ့စွမ်းဆောင်ရည်ကိုတန်တရားဝင်ပေါ်စာပြီးတော့ပူပန်လာပါတယ်။ဒီပုံကံမှုက2023ဂျွန်လမှာပဲ24နှစ်အရောင်မပြည့်ဘဲနဲ့ပြီးဆုံးသွားတယ်။နောက်ပိုင်းတော့ precaution တယောက် ပြန်လည်စီရင်ရေးအနေနဲ့အာဖရိကတိုင်းမှာရှိတဲ့ဝဂနာတွေရဲ့ဒီစစ်စခန်းတွေပြီးစစ်စင်ရင်ဆောင်ရွက်နေတဲ့နေရာတွေကိုတွားရောက်လည်ပတ်ခဲ့တယ်။ ЧВК Вагнер проводит РПД, делает Россию ещё более великой на всех континентах, а Африку ещё более свободной. ပြီးကိုရှင်ရဲ့ဝဂနာတပ်ဖွဲ့ကပူတင်တို့လိုဒီအစိုးရတရားမဟုတ်ဘူး။ PMC တခုတာဖြစ်တယ်။ဒါတော့သူတို့ရဲ့ဒီစစ်စင်ရင်ဆောင်ရွက်ချက်တွေကကန့်သတ်ချက်တွေရှိတယ်။ ငွေကြေးပိုင်းမှာဆိုရင်လည်း financial resource တွေကိုလည်းတည်တည်ချာချာခိုင်မာမှရမှာပါကျွန်တော်တို့ပူတင်ဘက်ရုရှားဘက်ကိုပြန်ကြည့်မယ်ဆိုရင်ရုရှားကရုရှားယူကရိန်းတိုက်ပွဲကိုတိုက်နေတယ်ဂျားထဲမှာပဲဒီဝဂနာတပ်ဖွဲ့ရာပုံကန်တယ်ပြီးတော့ international မှာဆိုရင်လည်းရုရှားကပို့ပြီးတော့အထူးကြံစမ်းလာတယ်ဒီတော့ရုရှားအနေနဲ့စီးပွားရေးအရောတန်တမန်အရေးရပါအာဖရိကတိုက်ကိုမိခိုနေရပြီးတော့ရုရှားနဲ့အာဖရိကကြားမှာချစ်ကြည်ရေးစတင်လာခဲ့ပါတယ်အဲ့ဒီချစ်ကြည်ရေးတွေကပွဲတစ်ခုအနေနဲ့ရုရှားအာဖရိကထိပ်တီးအစည်းအဝေးပွဲကိုကျင်းပခဲ့တယ် ရုရှားမှာဝါဂနာတပ်ဖွဲ့ဖိပြက်ခဲ့တာနဲ့ပတ်သက်ပြီးတော့အဒီပွဲကိုတက်ရောက်နေတဲ့ဒီအာဖရိကနိုင်ငံတော်တော်များများက precaution ရဲ့ဆန်းဆောင်ရေးကိုတန်တရားဝင်နေကြတယ်။ရုရှားအာဖရိကထိပ်သီးအစည်းအဝေးပွဲကျင်းပနေတဲ့အချိန်မှာ precaution ကစိန့်ပီတာဘတ်ကိုပြန်ရောက်နေပါပြီ။သူ့ရဲ့ဆန်းဆောင်ရေးကိုတန်တရားရှိနေတဲ့ဒီအာဖရိကတိုက်ကခေါင်းဆောင်တွေနဲ့တွဲဆောင်ပြီးတော့သူ့ရဲ့ power ကိုဆက်ပြီးတော့ထိန်းသိမ်းဖို့ကြိုးစားခဲ့တယ်။ဒီလိုနဲ့2023ဩဂတ်လ23ရက်နေ့မှာ Ambria Legacy 600 Business Jets ကမော်စကိုမြို့ကနေစိန့်ပီတာဘတ်ကိုတွားနေပါတယ်။ တွားနေတဲ့လမ်းမှာပဲအဲ့ဒီလင်ကလေပေါ်မှာပေါက်ကွဲပြီးတော့ပြတ်ကျလာခဲ့တယ်။ဗီဒီယိုဖူတေ့မှတ်တမ်းနေရာတေးချာချာမရှိတော့အဲ့ဒီဂျက်လင်ကမန်ပတ်မစ်ဆိုင်းနဲ့ပဲအပြစ်ခံရတာလား။ဒါမှမဟုတ်ရင်လင်ပေါ်မှာရှိနေတဲ့ဘုံတစ်ခုခုကပဲပေါက်ကွဲသွားတာလား။ဘာမှတေချာရေရမှုတော့မရှိပါဘူး။တေချာတစ်ခုကတော့အဲ့ဒီဂျက်လင်ရဲ့ပေါ်မှာဝဂနာဖောင်ဒါနှစ်ယောက်ဖြစ်တဲ့ပရီဂိုရှင်နဲ့ဦးကင်တို့ပါဝါခဲ့ပါတယ်။ Пиздец, это беспилотник. Сбили, бабахнуло в два раза, взорвалось, падает. Wagner mercenary group chief Yevgeny Prigozhin has been listed among passengers on board a plane that crashed just north of Moscow. This according to Russian state media. Wagner's top command, Yevgeny Prigozhin, his deputy, Dmitry Utkin, the security chief of Wagner too, all killed in one clean sweep. It's almost certainly the Kremlin were involved in the initial decision to bring down the aircraft. Without Prigozhin, if, the Kremlin will most likely attempt to nationalize his multinational criminal syndicate. No, uh, the Prigozhin chapter is over. and now we just go back to business as usual as directed by the Russians ကျွန်တော်အရှိရရှင်းရင်းလို့ပေးခဲ့တယ်လို့ပဲဒီ Wagner PMC ဆိုတာရုရှားအစိုးရရဲ့ project တွေထဲကတစ်ခုပါဆိုတော့ Wagner ဥဆောင်တဲ့ခေါင်းဆောင်နှစ်ယောက်မရှိတော့တဲ့အချိန်မှာရုရှားကဒီ Wagner တပ်ဖွဲ့ကိုသူ့ရဲ့အစိုးရလက်အောက်ကိုပြန်ပြီးတော့ထည့်နိုင်ရည်ရှိပါတယ်ဟုတ်ပါတယ် Prigozhin နဲ့ Ogin မရှိတော့တဲ့အချိန်မှာရုရှားကဒီ Wagner တပ်ဖွဲ့ကိုတခြားနိုင်ငံတွေမှာပုံမှန်အတိုင်းပဲ military service ကိုဆက်ပြီးတော့ပေးခိုင်းနေပုံမှန်အတိုင်းပဲစီးပွားရေးကိုလေပတ်စေခဲ့ပါတယ်ပူတင်အနေနဲ့ကတော့ သူ့ရဲ့အာဏာကိုအမြင့်အမားဆုံးချင်းချောက်မှုကိုဖယ်ရှားလိုက်နိုင်ခဲ့ပြီဝဂနာအဖွဲ့ထဲမှာဆိုရင်လေကျေးဇာတချို့ကထွက်သွားကြတယ်တချို့ကတခြား PMC အဖွဲ့နဲ့တွားအောင်ပူပေါင်းတယ်တချို့တွေကကြတော့ဒီရုရှားကောက်ဝေးဝင်ကြီးဌာနနဲ့လက်မှတ်ရေးထိုးခဲ့ပါတယ်ဝဂနာတပ်ဖွဲ့တော်တော်များများကတော့အာဖရိကတိုက်မှာဆက်လက်တဆဲနေခဲ့ပြီးတော့တပ်ဆိုင်ရာနိုင်ငံအစိုးရတွေနဲ့အတူသူတို့ရဲ့ဒီ military service ကိုဆက်လက်တပ်တန်းတိုးနေခဲ့ပါတယ် при тех обстоятельствах, которые сейчас сформировались в России, в общем-то и не имеет значения личности. не было бы Пригожина, был бы другой какой-то. Иванов, Петров, Сидоров. Вот. С такими же установками в жизни и с таким же психотипом. Им нужны только наемники. Да, 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 да! Для многих, конечно, это поиск горли. Много критики с целью остановить нашу работу. У нас они сломают, мы к этому привычны, мы к этому привыкли. Мы продолжаем свою работу. ဘာကြောက်ရတာဝမ်းမြူးဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီလောက်ဆိုရင်တော့ဝဂနာတပ်ဖွဲ့စတင်ပေါ်ပေါက်လာပုံအာဖရိကတိုက်မှာဝဂနာတပ်ဖွဲ့ပါဝင်ပတ်သက်နေပုံနောက်ဆုံးဝဂနာတပ်ဖွဲ့ဘလို့ကြာရှုံးသွားလဲဆိုတော့နားလည်ပြီးလို့ထင်ပါတယ်ဒီဗီဒီယိုလေးမှာတော့ကျွန်တော်ဒီဝဂနာတပ်ဖွဲ့ရဲ့ဒီကြောက်ဖို့ကောင်းတဲ့သူတို့ရဲ့ဒီစစ်စင်ရေးနဲ့ပတ်သက်ပြီးတော့ sharing တော့မလုပ်ပေးသွားတော့ပါဘူးတခြားဗီဒီယိုမှာပဲတက်တက် sharing လုပ်ပေးသွားပါမယ်ဒီလိုကြီးစားတပ်ဖွဲ့တွေရဲ့ကြောက်မှတ်ဖွဲ့ရာစီးရေးအကြောင်းကိုကျွန်တော်လေ့လာမယ်ဆိုရင်ဝရှားဆိုင်ဝဂနာ USA ဆိုရင်ဘလောက်ဝတ်တာ China ဆိုရင် FSG အတိလို့ရှင်းပြီးပြောမှပို့ပြီးတော့မြင်သာမယ်လို့ထင်ပါတယ်ဒီဗီဒီယိုလေးတည်းကနေတခုခုရလိုက်တယ်ဆိုရင်လက်ဟန် sharing လုပ်ပေးခြင်းအပြင်တခြားလူတွေစီလည်းပြန်လည်ညှို့ပေးပါဦးကိုမမလည်းဒီဗီဒီယိုနဲ့ပတ်သက်ပြီးဝင်အောင်ဆွေးနွေးသွားလို့ရတယ်လို့တခြားသိချင်တဲ့အကြောင်းအရာတွေကိုလည်းကိုမမရေးဝါလို့ရပါတယ်ကျွန်တော်နောက်ဗီဒီယိုလေးထဲမှာပြန်လည်ဆုံတွေ့ကြရအောင်အားလုံးပဲမင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေ